ဒီနေ့ကျွန်တော်မိတ်ဆက်ရောင်းချပေးမယ့်ကားလေးကတော့ Toyota Belta 2009 model ကားကောင်းလေးဖြစ်ပါတယ်ခင်ဗျာရန်ကုန်လိုင်စင် 4E နံပါတ်နဲ့ဒီစတက်တန်းကတော့2026နှစ်လပိုင်းတိတက်တန်းရှိပါတယ်ခင်ဗျာဒီကားလေးရဲ့အားသာချက်တွေကတော့ဒီကားကကီလိုမီတာတော်တော်နည်းနည်းလေးပဲရှိပါသေးတယ်ခင်ဗျာကီလို8000ကျော်ပဲရှိပါသေးတယ် အဲဖက်စုံနာ တလက်ကင်စီကနေပြီးတော့ဝယ်ထားတဲ့ကားလေးဖြစ်ပါတယ်ခင်ဗျာတစည်းလုံးဒီပါ original စေးသားတွေအများကြီးကြံပါတယ်အဲဒီကားမှာစီးတက်ရှင်လောက်ထားတာဆိုလို့နောက်ပံပါလေးပဲစီးတက်ရှင်ပါမယ်ကြံတာတွေကတစည်းလုံး original စေးဖြစ်ပါမယ်ခင်ဗျာအတိုက်ခိုက်ရိုးစစ်ဘာမှမရှိတဲ့ကားကောင်းလေးတစည်းဖြစ်ပါတယ်အားသာချက်အနေနဲ့ကတော့ဒီကားလေးက all စေးတွေအများကြီးပါတယ် သို့တော့တေချာအနီးကပ်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီတချို့ဒီ body မှာပေါ့နော်အဆင်းရတေးသေးလေးတွေတော့ရှိပါတယ်ခင်ဗျာဒါမျိုးအဆင်းရလေးတော့ပါပါတယ်အဲဒါလေးတွေကတော့ကျွန်တော်တို့ကဟို original စေးသားဖြစ်တဲ့အတွက်ကြောင့်ဟိုစေးပြန်မမှုတ်ထားပါဘူးပြီးခဲ့တဲ့ရက်ပိုင်းကပဲကာညနာမှာရင်မမမန်စစ်ပီးသားဖြစ်ပါတယ်ခင်ဗျာဝေယူသူကစိတ်ကြိုက်ထက်ပြီးတော့ရင်မမမန်စစ်ဆေးလို့လည်းရပါတယ်ခင်ဗျာသူတောင်းတဲ့9 model ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ထိုင်ကုန်အယောင်လေးတွေစိုက်ကာပါအယောင်လေးတွေ dashboard အကြောင်းလေးတွေမတူပါဘူးခင်ဗျာအဲ grade ကတော့ 8th grade ဖြစ်ပါတယ် TV ကတော့ကျွန်တော်တို့ Japan original TV ဖြစ်ပါတယ် back camera မြင်ကွေးပါပါတယ်ခင်ဗျာနောက်ဘက်ကရထိုင်ကုန်လေးတွေအားလုံးလည်းပေါက်ပြဲမရှိပါဘူးခင်ဗျာကီလိုမီတာ9000ကျော်ရှိပါပြီခင်ဗျာ အပီယန်တိုင်းဝက်ကလေးလေးပါပါတယ်2009 model X grade လေးဖြစ်ပါတယ်ခင်ဗျာဒါတော့ကျွန်တော် back camera မြင်ကွေးလေးစမ်းပြထားတာပါဒိုတာဘယ်တာကိုကျွန်တော်တို့ကီလိုနဲ့ကားကောင်းလေးတစ်စီးဖြစ်တဲ့အပြင်ကျွန်တော်အင်ဂျင်မိုင်းနေဂီယာတွေအကုန်လုံးစစ်ဆေးထားပြီးသားဖြစ်ပါတယ်ခင်ဗျာကားရဲ့အောက်ပိုင်း suspension အနေထားတွေလည်းတော်တော်လေးကိုမောင်းလို့ကောင်းတဲ့ feeling ကိုရရှိပါတယ်ခင်ဗျာ အဆုံးထိကြီးစုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီကားလေးကိုစိတ်ဝင်စားလို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ PSA Auto ရဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့လာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်